ဈေးကြီးဆုံးတိုက်စစ်မှုနဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအလုံးမဲ့မင်္ဂလာပါရှင်စပေါ်ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်ဟာပရီးမီးယားလိဆူပလာကြီးကိုတိမ့်ပိုက်သွားနိုင်ခဲ့ပြီဖြစ်ပြီးတော့လက်ကျန်ပွဲတွေကိုအေးအေးဆေးဆေးဖြတ်သန်းလို့ရနေတာဖြစ်ပါတယ်ဒီလက်ကျန်ပွဲတွေမှာပွဲထွက်ကစားခွင့်ရမယ့်အခြေအနေရောက်နေတာကတော့ကွင်းလေလူအီလီယိုနယ်တိုက်စစ်ကစားသမားခေဇာတို့ပဲဖြစ်ပါတယ် ဒီစာအနေနဲ့ကလည်းဘလို့ပဲပေါ်ထွက်ခွင့်ညရနေပါစေအသိမကသူ့ရဲ့စွမ်းဆောင်ရည်ကိုသဘောမကျဘဲနဲ့လာမယ့်ຫນွေမှာပဲရောင်းထုတ်သွားတော့မယ်လို့သိရပါတယ်အဲ့ဒီအပြင်လီဗာပူးအသင်းရဲ့ဦးစားပေးကိုယ်တော်ဖြစ်တဲ့အလီဆန်အနေနဲ့ကလည်းဆော်ဒီဘက်ကနေထူးရှည်ကမ်းလှမ်းမှုတွေရှိနေပြီမဲ့လီဗာပူးအသင်းနဲ့အတူတမိုင်းတက်ရေးထိုးခြင်းနေရာကြောင့်မလို့အသင်းမှာပဲဆက်ရှိသွားခြင်းနေပါတယ်လာမယ့်ရာသီမှာဗလင်စီယာအသင်းကနေပေါင်29တန်းနဲ့ခေါ်ယူထားတဲ့မမဒက်ရီလီလည်းအသင်းထံကိုရောက်ရှိလာတော့မှာဖြစ်ပါတယ် ဒီကိုသမားနှစ်ဦးရဲ့ကဘသူ့ကိုပွဲထွက်ကစားစီလိုပါတယ်ရှင် ောက်ထပ်ပြီးတော့လေလီဗာပူအသင်းဟာထောင်တိုက်စစ်မှုဗေဂျန်းခံစစ်ဝဲလက်ခံစစ်နဲ့ညာစွန်နေရာတွေကိုအားဖြည့်ဖို့လိုနေတာဖြစ်ပြီးတော့အဲ့ဒီထဲကမှာတိုက်စစ်မှုနဲ့ဗေဂျန်းခံစစ်လူသစ်ရဖို့ကိုအသင်းဘက်ကနေဦးစားပေးဖြစ်ကြီးမန်းထားတယ်လို့သိရပါတယ်။အဲဒါဝင်ဂျိုတာတို့ကိုတင့်တော်တဲ့ဇင်းုံနဲ့ရောင်းထုတ်သွားမှာဖြစ်ပြီးတော့မှအထောင်တိုက်စစ်မှုကောင်တအူးကိုတော့မဖြစ်မနေဝယ်ယူသွားမယ့်အခြေအနေမှာရှိနေပါတယ်။ဒီလိုမျိုးတိုက်စစ်မှုနေရာအတွက်လီဗာပူသဘောကျနေတဲ့ကစားသမား9ဦးရှိတယ်ဆိုပြီးတော့ Sky Sport သတင်းဌာနကနေဖော်ပြထားပါတယ်။ အဒီလိုစိတ်ဝင်စားနေတဲ့တိုက်စစ်ကစားသမားတွေထဲကမှတန်ကြီးအကြီးမားဆုံးကတော့ပရီးမီးယားလိဂ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြီးပေါင်တန်း130အထိတုံးဆွဲသွားရမယ်။နယူကာဆယ်အသင်းရဲ့တိုက်စစ်မှုအီဆက်ပဲဖြစ်ပါတယ်။ပြောင်းရွှေ့ကြီးများတဲ့တိုက်စစ်မှုကအီဆက်အပြင်လီဗာပူးချိန်ရွယ်ပြင်မှတ်ထားနေတဲ့အထက်မှာဖရက်ဖတ်အသင်းရဲ့22နှစ်သားပြင်သစ်တိုက်စစ်မှုအီတိုက်လဲပါဝင်နေပါတယ်။ဒီလူငယ်ကစားသမားလေးကိုတော့ပေါင်တန်း80အထိတုံးဆွဲခေါ်ယူသွားမယ်လို့လည်းသိရပါတယ်။ အဲ့ဒီအပြင်ပရီးမီးယားလိဂ်ကလပ်ဘုံမောက်ရဲ့စမန်ညိုကိုလည်းစောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိနေပါတယ်ဆက်ဆက်ပြီးတော့လဲအာစတန်ဗီလာအသင်းမှာခြေစွမ်းကောင်းနေပြသနေတဲ့ရောဂျာကိုလည်းပဲအသင်းဘက်ကစိတ်ဝင်စားနေပါတယ်။တကယ်လို့သာအဗီလာအသင်းဘက်ကချန်ပီယံလိဝင်ခွင့်မရရှိခဲ့ဘူးဆိုရင်ကြုံတွေ့ဖြေရှင်းလာရမယ်။ဘန်နာရေးစီးမြင့်တွေကြောင့်မလို့ဗီလာအသင်းအနေနဲ့ကဒီကစားသမားကိုရောင်းထုတ်သွားနိုင်မလားဆိုပြီးတော့မေးမြန်းစုံစမ်းမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ အရောဂျာဂရိုင်းကလည်း front line ရှေ့မှာနေရာစုံကစားနိုင်စွမ်းရှိပြီးတော့မှဒီလိုကစားရတာကိုလည်းသူ့အနေနဲ့အတော်လေးသဘောကျကြောင်းကိုဒီ athletic ကိုထုတ်ဖော်ပြောဆိုထားပူပါတယ်။တခြားတစ်ဖက်မှာဆိုရင်လည်း Real Madrid တိုက်စစ်ကစားသမား Rodrigo ဟာဒီနေရာဒီမှာ Real Madrid ကနေထွက်ခွာတော့မှာပါ။ Michael Edward ကတော့သူ့ကိုအတော်လေးသဘောကျတဲ့သူဖြစ်ပြီးတော့နှစ်ကြိမ်လောက်ထိကိုချိတ်ဆက်ဖူးပြီးပါပြီ။လာမယ့်နေ့မှာဘာတွေဖြစ်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။ အပြင်လီဗာပူးတင်းဟာညာအစွန်နေရာအတွက်စောင့်ကြည့်မှုတွေကိုဇက်တိုက်ပြုလုပ်နေပြီးတော့ Nottingham Forest အသင်းရဲ့ Ola Aina ကိုလည်းသဘောကျလာနေပါဗျ။လလုံးစဲအထိကတော့ရှင်ရင်ဆွဲကစားသမားဖြစ်တဲ့ကော်နာဘရက်ဒလီကပဲဦးစားပေးနေရမှာရှိနေပါတယ်ရှင်။